တခါတုန်းကဝါတော်တော်များများရင့်နေပြီဖြစ်တဲ့ဦးစင်းအရှင်ခေမားဆိုတာရှိခဲ့ပါတယ်။အရှင်ခေမားမှာ မောင်ကျော်လို့ခေါ်တဲ့အလွန်ချစ်ခင်ရတဲ့တပည့်တယောက်ရှိပြီးသူတို့နှစ်ယောက်ကဆရာတပည့်ဆိုတာထက်တငယ်ချင်းတွေလိုပိုးပေးရင်းနှီးကြတယ်ဗျ။အရှင်ခေမားကမောင်ကျော်ထက်နှစ်နှစ်သာကြီးပါတယ်။မောင်ကျော်ကအရှင်ခေမားရဲ့ခြေအောက်နင်းပြီးရဟန်းဝတ်ဖို့ရည်ရွယ်ထားတဲ့သူတယောက်ပါ။တခါတရံမှာတော့ရွာသားတွေခိုင်းတဲ့အလုပ်တွေကိုလောက်ကင်ပေးရလိမ့်ရှိပါတယ်။ ဒါပေမဲ့ तू ကဘာသာရေးနဲ့မဆန့်ကျင်တဲ့အလုပ်မှန်သမျှကိုပဲလုပ်ကင်ပေးလို့ရှိသေးပြန်။ तू အလေးအနက်အထားဆုံးအရာကတော့ငါးပါးတီလောက် မကျူးလွန်မိဖို့ပါပဲ။မနေ့တိုင်းမောင်ကျော်ဟာအရှင်ခေမာနဲ့အတူဆုံးခံထွက်ပြီးရွာသားတွေလှူဒန်းတဲ့ဆုံးခွက်တွေကိုတည်ဆောင်ပေးရပါတယ်။သူတို့တရင်တုံးနဲ့ကြည်လက်ဖုံးကြီးချောင်းလေးမှာတော့အရှင်ခေမာနဲ့တတ်တော်အလွန်ကြည်ရင်နေပြီဖြစ်တဲ့ဆရာတော်ကြီးဥပုံညာတို့နှစ်ပါးသာရှိသေးပြန်။မောင်ကျော်ကတော့ဖုံးကြီးနှစ်ပါးစလုံးကိုပြုစုဆောင်ရှောင်းရင်းနဲ့ ကျောင်းဝင်းတစ်ခုလုံးကိုတန်ရှင်းလုပ်ပေးရပါတယ်။အလတ်ချိန်နေမှာတော့အရှင်ခေမားနဲ့မောင်ကျော်တို့ဆရာတော်ကြီးစီကနေတရားဓမ္မတွေနာယူလေးရှိတယ်ဗျ။ဆရာတော်ကြီးကသူတောထွက်ပြီးတရားကျင့်ခဲ့စဉ်ကအတွေ့အကြုံတွေတရားဘာဝနာကျင့်ကြံခြင်းအားဖြင့်စိတ်ကိုဘလို့ငြိမ်သက်အောင်ထားရမဲဆိုတာတွေကိုပြန်လည်ပြောပြလေးရှိတာကြောင့်အရှင်ခေမားဟာဝါကျွတ်မဲ့အချင်းကိုစောင့်မျှော်နေခဲ့ပါတယ်။အကြောင်းကတော့၎င်းကိုယ်တိုင်လည်းတောထွက်တရားကျင့်ကြံခြင်းလို့ပါ။ ဒီအကြောင်းကိုသိတော့မောင်ကျော်ကလည်းအရှင်ခေမနောက်ကိုလိုက်ပြီးပြုစုဆောင်းလျှောက်ဖို့တောင်းဆိုခဲ့ပါတယ်။ဝါကျုပ်ပြီးတဲ့အခါမှာတော့အရှင်ခေမကတရားကျင့်ကြံရေးခရီးအတူအပစ္စည်းပစ္စည်းတွေကိုပြင်ဆင်တော့တယ်ဗျ။မောင်ကျော်ကတော့စိတ်လုံရှားစွာနဲ့မနက်၃နာရီခန့်ကသူ့ရဲ့ပစ္စည်းတွေကိုပြင်ဆင်နေခဲ့ပါတယ်။ဒါနဲ့ဦးစင်ဘယ်ဟုတ်ခီးထွက်ဖို့ရည်ရွယ်ထားလဲဗျ။အေး ငါလည်းကြိုးပြီးမစင်းစားထားမိဘူးပဲအဲဘယ်လိုလုပ်ရင်ကောင်းမလဲကဲမောင်ကျော်ငါတို့ဘယ်လိုသွားတင်တယ်လို့မင်းထင်လဲအာတပည့်တော်ကတော့အရှင်ဖေဟာကြိုးတင်စင်းစားထားပြီလို့ထင်နေတာဖေဟာဒါဆိုဒီလိုလုပ်ကြမလားဖေဟာအာတပည့်တော်တစ်ကူခုတ်တုံးကရွာသားတွေပြောတာကြားဘူးတယ်ဟိုးတောင်ကုန်းဘက်ကတော်ရဲမှာလျှို့ဝှက်စမ်းကြတဲ့အရာကြီးအများကြီးရှိတယ်တဲ့အရှင်ဖေဟာအဲ့ဒီနားမှာတရားချင့်ချင်လားဖေဟာအရှင်ခင်မလဲမောင်ကျော်ရဲ့အကြောင်းသဘောတူပြီး အဲဒီနောက်အဲ့တောစီကိုချက်ချင်းထွက်လာခဲ့ကြပါတယ်။ညနေဆောင်တော့အရှင်ခေမာတို့တောနဲ့ရဲ့နန္ဒမိတ်ထဲကိုရောက်လာခဲ့ကြတယ်ဗျ။တောဆက်မှာတော့တောပစ္စည်းရှာပြီးပြန်လာတဲ့ရွာသားအချို့နဲ့တွေ့ပြီးမယ်။မှောင်စပြုလာခဲ့တာကြောင့်ခရီးဆက်ဖို့မဖြစ်နိုင်တော့ပါဘူး။ရှင်ပြ ဒီညဒီနေရာမှာပဲတရားထိုင်ပြီးတော့နားတင်တယ်လို့ထင်ပါတယ်။ဟိုတပည့်တော်ကချင်းနဲ့ပူမွားတွေမောင်းထုတ်ဖို့အထင်းရောက်တွေရှာပြီးမိဘုံဖိုးလိုက်ပါမယ်ဗျာ။ကောင်းပြီလေ။ငါလည်းတရားထိုင်ရင်လည်းမနဲ့စောစောခရီးဆက်ဖို့အားယူရတာပေါ့။တရားထိုင်ပြီးအားယူတာဟုတ်လားဗျာ။တပည့်တော်ကတော့တရားထိုင် ပြီးတရားဘာဝနာတွေကိုလေ့လာတာလို့ထင်ထားတာ။ဟောအဲ့ဒါပဲပေါ့ကွာ။ငါစကားမှားတော့တာပါ။ မင်းလည်းငါပြောတာတွေကိုသိအလေးနဲ့ထားမနေပါနဲ့အရှင်ခေမာကသူ့ရဲ့ထီးတော်ကိုစိုက်ပြီးတရားထိုင်နေတော့မောင်ကျော်ကမိဘုံဖို့ပြီးတုံးငပြောရွက်တွေကိုခင်းကအိတ်ဖို့ပြင်ဆင်လိုက်ပါတယ်ပေမန်းနွမ်းနေနေတာကြောင့်မောင်ကျော်တယောက်ချက်ချင်းပဲအိတ်ပျော်သွားခဲ့တယ်ဗျမနက်မိုးမလင်းခင်လေပြေးအေးတွေတိုက်ခတ်လာတဲ့အချိန်မှာတော့တခုခုရဲ့အနံ့ကြောင့် မောင်ကျော်နိုးလာခဲ့ပါတယ်။သူမျိုးလုံးဖွင့်ကြည့်လိုက်တော့မိဘကငြိမ့်နေပြီးသူ့ဘေးမှာအရှိခေမှလည်းရှိမနေတော့ပါဘူး။သူစိုးရင်တကြီးနဲ့ပဝန်းကျင်ကိုလိုက်ရှာရင်အော်ခေါ်မိတော့တယ်ဗျ။အရှိဗျာ။အရှိဗျာ။ဘာမှလဲဗျာ။ဒီနားမှာရှိလားဗျာ။အဲ့ဒီအချိန်မှာပဲမောင်ကျော်ဟာသပင်းရှိရှိနဲ့အစိမ်းအောင်ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမကြောပီးပီးရက်နေတာကြောင့် မောင်ကျော်မေးကြည့်လိုက်တယ်ဗျ။ဟိုခမရဒီနာအဖြတ်တော့ရဟန်းတစ်ပါးကိုမြင်လိုက်မိသေးလားဗျ။ဝှစုံရောပေါ်ပါရောအစိမ့်အောင်ဝှထားတဲ့သူပါလားဒီလိုအစိမ့်အောင်တစ်စုံလုံးဝှထားတဲ့သူမျိုးကဘာလို့ရှိလို့လဲသူမဘာပြန်မပြောပဲခေါင်းကိုဖိပစ်ချင်းခါပြခဲ့ပါတယ်မောင်ကျော်လဲသူမအရှင်ခင်မအောင်မမြင်ဘူးဆိုတာချက်ချင်းနားလည်လိုက်တယ်ပေါ့ဗျာ နက်ခင်းနေအောင်ကြီးကသူမအပေါ်ကိုကြားလျှောက်လာတဲ့အခါမှာတော့သူမကမပြောတော့တဲ့ကိုတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီဗျ။မောင်ကျော်အံ့ဩတကြီးဖြစ်သွားခဲ့ပါတယ်။အရှင်ဗျာ။အရှင်ဗျာ။ဘာမှလဲဗျာ။ဒီနားမှာရှိလားဗျာ။ဟေးမောင်ကျော်ငါဒီမှာ။မင်းဘာဖြစ်နေရလဲ။အရှင်ဗျာ။တပည့်တော်တရေချောက်နေတာဗျာ။အဲ့ဒီမျိုးသမီးကငါပြောတော့တဲ့ကိုဝင်းနေပျောက်သွားတာ။ငါအလေးသွားတာပါကွာ။ကပစီရတဲ့ခိုင်းစကြရအောင် ါနဲ့အရှင်ဖျားရဲ့မျက်ကွင်းနေရဘာလို့ညိုးနေရလဲဗျာတညာလုံးတရားထိုင်နေတာတော့မဟုတ်မလားမြောင်ဝင်ဘသူကအိပ်ပျော်နိုင်မှာလဲကိုကမောင်ကျော်ဟာမဲလို့ဘလောက်ခေါ်ခေါ်မနှိုးတဲ့ကောင်မှမဟုတ်တာဒါဆိုအရှင်ဖျားကဘာလို့တပြေတော့မနှိုးတာလဲဗျာအဲ့ဒီအစိမ်းရောက်ဝတ်ထားတဲ့အမျိုးသမီးကငါ့ကိုတညာလုံးထိုင်ရှိခိုးနေတာလေမင်းမသိဘူးလားဘလို့ဒါဒါဆိုအလေးသွားရဆိုတာလိန်ပြောတာပေါ့အရှင်ဖျားကြောက်လို့ထွက်ပြီးတော်ပြီတော်ပြီမပြောတော့ဘူးကြက်သိမ်းထားတယ် ဒီလိုနဲ့အရှင်ခေမာတို့အဲ့နေရာကနေအ мян ဆုံးထွက်ခွာလာခဲ့ကြပါတယ်နေလေရောက်တော့လက်ခုလက်တပ်ပေကြီးအောက်မှာနေစွမ်းဖုံးပေးဖို့ခဏနားခဲ့ကြတယ်ဗျငါတို့နေစွမ်းဖုံးပေးဖို့ဒီနေရာမှာပဲခဏနားကြရအောင်ကဲကောင်းပါပြီဗျာတပြေတော့လေမနေ့ထက်ကဘာမှမစားရသေးလို့ဘိုက်ကစားနေပြီ နေလဲစားစားပြီးတဲ့အခါမှာတော့သူတို့ဟာရွာသားတွေတွားနေကြတောလိုက်ရဲ့အဆုံးကိုရောက်လာခဲ့ပါဟမ်လမ်းဆုံးသွားပြီကွာမောင်ကျော်ဘယ်လိုလုပ်ကြမလဲအာတပည့်တော်တောပစ္စည်းလာရှာတဲ့ရွာသားတွေပြောတာကြားဘူးတယ်ဒီလမ်းဆုံးကနေတောထဲကိုနည်းနည်းထပ်ဝင်သွားရင်လှပတဲ့ရေတံခွန်တစ်ခုကိုတွေ့ရမယ်တဲ့အဲ့ဒီနေရာတရားထိုင်ဖို့အသင့်တော်ဆုံးနေရာပါဗျာတကယ်လားကွာအေးကောင်းပြီ ဒါဆိုမြင်မြန်လမ်းပြပြီးတော့ခေါ်သွားတော့ဟိမောင်ကျော်ကသူယူလာတဲ့ဓမ္မနဲ့ခြုံနယ်ပိတ်ပေါင်းတွေကိုခုတ်ထွေရှင်းလင်းပြီးလမ်းဖောက်ခဲ့ပါတယ်ညနေဆောင်တော့သူတို့ဟာခြုံနယ်တွေနဲ့ဖုံးလွှမ်းနေတဲ့ကွင်းမြင့်ကြီးတစ်ခုကိုရောက်လာခဲ့တယ်ဗျဘယ်မှာလဲရေတကွန်းငါဘာမှမတွေ့ပါလားမောင်ကျော်ရေတကွန်းကဒီကွင်းမြင့်ရဲ့ဟိုဘက်မှာဖြစ်နေမှာလေဗျာ ဒီညတော့ဒီမှာပဲနားကြတာပေါ့အရှိခီမာကထီတော်ကိုစိုက်ထူပြီးမောင်ကျော်ကမိဖို့ဖို့ထင်းကျောက်တွေလိုက်ကောင်းနေတော့ကြောင်စည်းကွက်အော်တန်းကြောင့်လန့်သွားခဲ့ပါတယ် မိထိန်ထိန်လင်းလာတဲ့အခါအရှိခေမှာအနိနာတော်ဝတ်ကိုကြည့်လိုက်တော့လူနာမည်ရေးထားတဲ့စိုင်းဘုတ်တေးသေးလေးတွေကိုတတိထားမိလိုက်ပါတယ်။ဒါမှမဟုတ်ခြုံနယ်ပိတ်ပေါင်းတွေကအရန်များနေတာရဲ့ညအချိန်လည်းဖြစ်တာကြောင့်ပိုးပြီးအသေးအချာမကြည့်ခဲ့မိပါဘူး။စိုင်းဘုတ်လေးတွေကအတန်းလိုက်တစ်ခုနဲ့တစ်ခုဝေးကွာစွာစိုက်ထူထတာကိုတွေ့လိုက်ရပါတယ်။ခက်ပြီးတင်းချိုင်းကုန်ပါလား။မန်တော့မနေ့ညတရေ6ခန်းရတယ်။ဒီညကျဘာတွေဖြစ်လာဦးမလဲမသိဘူး။ အရှင်ဖျားအဲ့ဒီဆိုင်းဘုတ်တွေကိုတွေ့လားဖျားစိတ်အေးအထားမောင်းကျော်ဘာမှဖြစ်မှာမဟုတ်ဘူးငါတို့ကတောထွက်ခရီးနဲ့ဖြတ်သွားရုံတသက်ပဲဒါမဲ့ဒါကသင်္ကန်းကုန်းကြီးလေအရှင်ဖျားတပိတော့ဘယ်လိုလုပ်ပြီးတော့စိတ်အေးအထားနိုင်မှာလဲအဲ့ဒီအချိန်မှာပဲခွေးဥတန်တွေကပဝန်ချင်းကနေစူညံစွာထွက်ပေါ်လာခဲ့ပါတယ်အရှင်ခေမာကမျက်လုံးမှိတ်ပြီးမန္တန်နေရွတ်ဆိုနေတော့မောင်ကျော်ကတော့ကြောက်လန့်တကြားနဲ့ဆရာတော်ရဲ့ခြေရောက်ကိုဖတ်ထားခဲ့တယ် ညနေလာတော့အဖြူအောင်မိခိုးတွေကြားကနေလူပိုတရံမဲရောင်အရေးတွေတယောက်ပြီးတယောက်ထွက်ပေါ်လာပြီးမောင်ကျော်တို့ရှိရာကိုတဲတဲလျှောက်လာကြပါတယ်။ရှင်ပြမဟန်တော့ဘူးသူတို့လာနေပြီ။စိတ်အေးထားမောင်ကျော်သူတို့ဘာမှလုပ်မှာမဟုတ်ဘူး။အရှင်ခေမှာချွေးတွေစီးကြနေပြီမဲ့မန္တန်တွေကိုဆက်လက်ရွှဆူနေခဲ့ပါတယ်။အဲ့ဒီအရေးမဲကြီးတွေကအရှင်ခေမရဲ့ထီးရှို့ကိုရောက်လာပြီးတကောလုံးပြက်စီးနေတဲ့ပုံစံအမျိုးမျိုးနဲ့ပေါ်လာခဲ့တယ်ဗျာ။ တချို့ကလက်ပြတ်နေပြီတချို့ကခန္ဓာကိုယ်တွေပုတ်ပွားနေကတွေးတွေပြေးတွေထွက်နေခဲ့ပါတယ်တန်ကောင်တွေကလည်းအလောင်းတွေပေါ်မှာရှက်ဖြာ တွေ့တက်နေခဲ့တယ်ဗျအဲ့အထက်မှာကြောက်စရာအကောင်းဆုံးကတော့ခေါင်းပြတ်နေတဲ့အလောင်းတစ်လောင်းကသူ့ခေါင်းကိုကင်ပြီးလမ်းလျှောက်နေတာပါအရှင်မဲကြီးတွေကရောက်လာတာနဲ့လက်ဟုတ်ချီပြီးအရှင်ခေမကိုကရော့ခဲ့ကြပါတယ်။အရှင်ခေမလည်းအဲ့ဒါကိုမြင်တော့မန္တန်အမျိုးမျိုးကိုရွတ်ဆိုလိုက်ရာသူတို့တွေကတရားနာပြီး မနက်မိုးမလင်းခင်အထိငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်ဗျာမိုးစာလင်းတော့သူတို့အားလုံးတယောက်ပြီးတယောက်ဖြည်းဖြည်းချင်းပြော့ွယ်သွားခဲ့ပါတော့တယ်မောင်ကျော်ကတော့ကြောက်လွန်းလို့မျက်ခင်းပေါ်မှာပုံလျက်သားဖြစ်နေခဲ့တယ်ဗျာရှင်ဖျားတပည့်တော်တော့မခံစားနိုင်တော့ဘူးဘယ်ဟုတ်ဆက်သွားအောင်မှာလဲဗျာမင်းပြောတဲ့ရေတကွန်လှလှလေးစီဦးပေါ့ကွာ ရှင်ခေမာကထီတော်သိမ့်ပြီးကွေးမြင်ကိုအမြန်ဖျက်လျှောက်သွားခဲ့ပါတယ်။အရှင်ဖျားဘာလို့ဒီလောက်အလင်းစလိုလုပ်နေရလဲဖျား။မင်းဒီမှာနေခဲ့ခြင်းလဲနေခဲ့လေ။ဘဘသူကနေရမှာလဲဖျား။အရှင်ဖျားလည်းကြောက်နေတာမလား။ငါသာကြောက်ဒီလောက်လမ်းလျှောက်နေမှာမဟုတ်ဘူးငကြောရဲ့။ဒါမှမဟုတ်အရှင်ဖျားတပြည့်တော်လက်ကိုတင်းတင်းဆုပ်ထားတယ်လေ။ငါမင်းအတွက်ဆွေးရင်လိုပါကွာမင်းကြောက်ပြီးထွက်ပြေးအနေရဖြစ်မှာဆိုလို့ အော်အဲ့လိုတပည့်တော်ကတော့အရှင်ဖះကြောက်နေတယ်လို့ထင်နေကြတာအသက်20ဝန်းကျင်ကျော်ရှိတဲ့အရှင်ခင်မာနဲ့သူတပည့်နှစ်ဦးတို့တောကြီးကိုဖြတ်ပြီးဆက်လျှောက်လာခဲ့ကြပါတယ်။ကွင်းမြင့်ကြီးကိုဖြတ်ပြီးတာနဲ့တောနယ်ထဲကိုရောက်လာပြီးလမ်းတစ်လျှောက်လုံးကြောက်တုံးတွေနဲ့ကြမ်းတမ်းနေခဲ့တယ်ဗျ။ဒီတောထဲမှာမြင်မာတဲ့တပင်ကြီးတွေ အများကြီးရှိပြီးခရီးသွားတွေကို အရေးအဝါသပြေးခဲ့ပါတယ်။မောင်ကျော်ကနေ့လယ်စာစားပြီးတဲ့အခါပိုးပြီးလမ်းဆန်းတက်ကြွလာတယ်ဗျ။ နှစ်ဦးသားလှပတဲ့လက်ပြတွေနဲ့ငှက်အမျိုးမျိုးကြည်ရင်နဲ့ပျော်ရွှင်စွာတိုးကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ပင်မနဲ့မရှိပဲတိုးတဲကိုရှောက်ကြည့်နေခဲ့ကြရင်လမ်းတစ်လျှောက်မှာလဲမောင်ကျော်ကစားလို့ရတဲ့တဲ့သီးတွေကိုစူဆောင်းခဲ့သေးတယ်ဗျ။တနေ့တာလုံးနေပါရှောက်သွားခဲ့ကြပါမယ်။မောင်ကျော်ပြောတဲ့ရေတခုကိုတော့ရှာမတွေ့ခဲ့ပါဘူး။ မင်းပြောတဲ့ရေတကုံကဘယ်တော့ရောက်မှာလဲကွာဟိုမှာတွေ့ပြီရေတကုံတွေ့ပြီလားဖေမဟုတ်ပါဘူးကွာဖုံးကြောင်အဟောင်းတကြောင်တွေ့တာဟာအရှင်ဖေကလည်းတကယ်ပဲရေးရတာပဲနော်ဒီနေ့ຢာတီဦးတို့ကတမျိုးကြီးပဲမိုးရွာတော့မဲ့ပုံဒီညဒီဖုံးကြောင်မှာပဲနားကြတာပေါ့အရှိခင်မရဲ့စကားဆုံးတော့မောင်ကျော်ကဖုံးကြောင်အဟောင်းကိုတွားရောက်စစ်ဆေးပါတယ် ចောင်းខំမှုကနည်းနည်းပါပါចမ်းနေသေးတယ်ဗျာမကြခင်မှာပဲမိုးរីយွာឆ្លាပြီးမိုးချိမ့်တန်နေလဲសុញ្ញានနေခဲ့ပါတယ်အဲ့နောက်မောင်ကျော်ကသူ့ပစ္စည်းတွေကိုနရံပေးကខំမှုចံခဲ့တဲ့နေရာမှာထားခဲ့လိုက်ပါတယ်မောင်ကျော်ထင်းကျောက်တွေလိုက်ရှာနေတော့အရှိခေမှာကမိုးរីទីထန်စွာយွာទုံးနေတဲ့ឆាကខំမှုကိုလိုက်ကြည့်နေခဲ့တယ်ဗျာ ုမဆရာတော်ရေရခွင်ကြီးကိုကြည့်ပါဦးတိုးတဲ့တနေရာလုံးရေတွေပြည့်နေရပဲဟာတော်တော့နောက်တယ်ကောင်ငါတို့မိဘုံဖို့ဖို့ဒီနေရာပဲလောက်ကြရအောင်နော်မောင်ကျော်လည်းအရှိခေမာပြောတဲ့အတိုင်းလှုပ်ဆောင်လိုက်ပါတယ်နှစ်ဦးသာကျင်းပြောင်းတဲ့နေရာလေးမှာမိဘုံဖို့ခဲ့ကြတယ်ဗျာအရှိခေမာတရားထိုင်နေခဲ့ပြီးညနေတဲ့အထိမိုးကတဖွဲဖွဲရွာနေပါသေးတယ် မင်းတို့အားလုံးတက်ပြစ်လိုက်ဒီတိုက်ပွဲငါတို့နိုင်ရမယ်ရုတ်တရက်အော်ဟစ်တန်တွေထွက်ပေါ်လာခဲ့တာကြောင့်မျက်လုံးမှိတ်ပြီးတရားထိုင်နေတဲ့အရှင်ခင်မှာမျက်လုံးတွေပွင့်လာခဲ့ပါတယ်သူတို့နှစ်ဦးရှစ်ခစ်စစ်တီတော်တွေဓားတွေနဲ့တက်ခိုက်နေတာကိုမျက်စိရှိမှမြင်လိုက်ရတယ်ဗျတိုက်ပွဲတစ်ခုလုံးကကြောက်စရာကောင်းလွန်းလှပါတယ်တကောလုံးတက်တူးတွေနဲ့စစ်တီတော်တို့ကသူ့ဓားကိုအပေါ်မြောက်ပြီးရန်သူရဲ့လေဘင်းကိုခုတ်လိုက်တာကြောင့်ခေါင်းပြက်ကြလာပြီးမောင်ကျော်တို့မှလာကြခဲ့ပါတယ် ဘုံကြီးရောလူရောကြောက်လန့်တကြားနဲ့စကားတခွန်းမှမပြောရဲကြပါဘူးအရှင်ခင်မလည်းဒီလိုအဖြစ်အပျက်မျိုးကိုတခါမှမကြုံဘူးဗျဘယ်မှန်တောင်ရွတ်ဆိုရမလဲမသိခဲ့ပါဘူးသူတို့တွေနှစ်ဖက်သားတိုက်ခိုက်နေကြရင် မိုးစာလင်းကနေအထိကြားမြင့်ခဲ့ပါတယ်ထူးဆန်းတာကတော့ဒီစစ်တီတော်တွေဟာအရှင်ခင်မနဲ့မောင်ကျော့ကိုဂယုမဆိုင်ကြတာပါသူတို့အသက်ရှိသမျှအာကုန်ထုတ်ပြီးတော့တိုက်ခိုက်နေကြပါတယ် ဖုံးကြီးနဲ့တပြည့်တို့ခြေထောက်တွေတောင့်ပြီးမိုးလင်းကနေအထိမလုံမရှက်ရက်နေခဲ့ကြတယ်ဗျမိုးစလင်းလာတော့စစ်တီတော်တွေတူပီးတူပျောက်ကွယ်သွားကြပြီးဘာမှဖြစ်ခဲ့တယ်လို့ပါပဲမနက်ခင်းရဲ့ပထမဆုံးနေအောင်ကြီးကြားလျှောက်လာခဲ့တော့တိုက်ခိုက်ခဲ့တဲ့အခြေအနေမျိုးတစ်စက်မှမရှိပါဘူးအရှိခင်မတို့ညာကြိုးတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုအံ့ဩစွာနဲ့မျက်လုံးချင်းစုံကြည့်ပြီးတပြိုင်တည်းပြုတ်လိုက်ကြတယ်ဗျမင်းညာတည်းရဲ့အချက်ခံရတာဟုတ်တယ်မလား နှုတ်သားစကားပြောပြီးတာနဲ့အရှင်ခင်မကသူ့ပစ္စည်းတွေကိုချက်ချင်းသိမ်းခဲ့ပါတယ်အရှင်ဖျားဘယ်ဟုတ်ထက်ပြီးတော့ကြောက်အောင်မလို့လဲဖျားဟေးကြောက်ပြန်မယ်ကြောက်ပြန်မယ်တော်ပြီမောင်ကျော်လည်းအဲ့စကားကိုကြားတော့စိတ်သက်သာရာရသွားခဲ့ပါတယ်အရှင်ခင်မရဲ့မျက်ကွေးတွေကညိုမဲနေပြီးနှခမ်းတွေကလည်းဖြူဖြော့နေခဲ့တယ်ဗျာနှစ်ယောက်သားအကြောင်းကိုပြန်ရောက်တဲ့အထိဘယ်နေရာမှာမှမနာပဲလမ်းလျှောက်ပြန်လာခဲ့ကြပါတယ်နောက်တည့်ရက်ညနေတကောင် ကျောင်းကိုပြန်ရောက်လာတဲ့အခါမှာတော့မောင်ကျော်တယောက်ရက်ပေါင်းများစွာဖြားနာနေခဲ့တယ်ဗျာ။နေပြန်ကောင်းလာတဲ့အခါကျောင်းနိုင်ဖုံဖုံကသူ့ကိုဖုံးကြီးဝတ်ပေးခဲ့ပါတယ်။မောင်ကျော်စိတ်သက်ခွန်အားပြန်ရပြီးအရှိခေမလိုပဲတရားဓမ္မတွေလေ့လာနိုင်ဖို့အတွက်ယဟန်ခံပေးလိုက်တယ်ဗျာ။အသက်ရှင်နေသေးတာဘယ်လောက်ကံကောင်းလိုက်သလဲ။အသက်ရှင်နေတဲ့သူတွေကကောင်းမှုကုသိုလ်တွေလုပ်လို့ရတယ်။မင်းလည်းမြင်တဲ့အတိုင်းပဲ။တချို့လူတွေကတေဆုံးသွားပြီးတော့တရေဖြစ်သွားပြီမှလည်း ကံကြမ္မာရဲ့ချင်တော်မှုကနေလွတ်မြောက်နိုင်ခြင်းမရှိပဲအဲ့ဘဝစဝန်းနေရနေမလွတ်မြောက်နိုင်နှင်မှုနေကြရတယ်။အေးဘာကြောင့်လဲဆိုတော့သူတို့ရဲ့ကံကြမ္မာတွေမကုံဆုံးသေးလို့ပဲ။ဒါကြောင့်မင်းတို့တွေဟာကောင်းမှုကုသိုလ်တွေကိုကြိုးစားပြီးတော့လှုပ်ဆောင်ရမယ်။ဘယ်ဘဝဘယ်ဘုံမှာဖြစ်ဖြစ်ပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းတွေနဲ့သာပြည့်နှက်နေပါစေကွယ်။ဟုတ်ကဲ့ဇလန်လေးကောက်ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ 2D animation cartoon သင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ Software Twin Animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ Social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ၊ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်တစားဖန်တီးခြင်းသူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြအောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှ 2D Animation Manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်တင်နာကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo Class 2သိန်းချက် Master Class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ တင်နန်းသားအကန့်အသတ်ရှိသလိုတင်နန်းကြီးကလည်းဖေဖော်ဝါရီလကုန်တာနဲ့ပြောင်းလဲတော့မှဖြစ်လို့အခုအပ်ချင်အခုပဲအဲ့လိုရပါပြီခင်ဗျ